March 29ရက်တနင်္လာနေ့အာယံဦးစစ်တောင်းကြီးအစီအစဉ်စပြုဖို့ပဏာမကျမ်းစာတစ်ပုဒ်ကိုဖတ်ပြပါမယ်။ရေစကြည်လအနက်ကတိကျမ်းအခန်းကြီး36အငယ်26ဖြစ်ပါတယ်။စိတ်နှုတ်တစ်ကငါပေးမိ၊သဘောတစ်ကိုတွင်းပေးမိ။တင်းတို့ကိုခန္ဓာထဲကကြုံနှလုံးကိုနှုတ်၍အတားနှလုံးကိုပေးမိ။စွတောင်းကြပါစို့။ကောင်းကင်ဘုံနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားခင် ယနေ့နာနဲ့အစီအစဉ်အစလေးစုံ၃ပါးစလုံးခိုင်မာတဲ့နှလုံးခက်တဲ့အတွေးခေါ်တွေရှိတဲ့ကြောက်နှလုံးသားကိုဖယ်လျက်အသားနှလုံးကိုကျွန်တော်နှလုံးသားထဲမှာထည့်ပေးပါမည်အကြောင်းဤကဲ့သို့သောအကြောင်းအရာကိုလည်းနားလေခိုင်ယူနိုင်ဖို့တန်ရှင်သောဝိညာဉ်တော်သည်ကျွန်တော်အားပြုပြင်လမ်းပြပါမည်အကြောင်းမနေ့ယနေ့နောင်ကာလမပြောင်းမလဲအသက်ရှင်နေမှုသောကျွန်ုပ်ရဲ့ကယ်တင်ဘုရားရှင်သခင်ခရစ်တော်ရဲ့မြတ်သောနာမ၌ယူသည်စွာ ်ဂျေဇူရာပန်းကိုဒီကရချီးမွမ်းလက်တခေရှုနာမနဲ့အင်းနစ်နာနဲ့အစည်းစိမ်ကိုလက်တော်ထဲသို့အတူတကွဆုတောင်းဆက်ကအနန္တကြပါလေဖာဖျာအာမင်စတင်လုံးအစ်စ်နဲ့ဆိုင်နဲ့ဘုရားသခင်ဂတိတော်ကိုဆိုင်နဲ့ဓမ္မသင်ကိုအတူတကွကျွန်တော်ချီးမွမ်းတည်ဆူကြပါစို့ 你讲了，两年三年，他给讲了，买下十块钱皮带，他不会一两岁，阿团讲了，啥像收当呀，你讲了十点也没有皮包嘞。就那如，是你人家表哥嘞，讲没嘞，买多没得，只说讲没可能给他买皮包嘞。其实讲了，看你懂得吃，那些礼呀你懂得些皮包，礼这些没包，然后懂得。 ရှိအထိပဲရှိပါလေလို့အဲ့ဒီအချိန်မှာကျွန်တော်ဆင်ကျင်စဉ်းစားဖို့ဖြစ်ပါလေရည်စည်လက်ခန်းကြီး36အငယ်24ကအကြောင်းမူကတင်တို့ကိုအတိုင်းတင်းအပြီပြီထဲကငါခေါ်ခဲ့၍စုဝေးစီပြီးလျှင်တင်တို့နေရင်ပြီတို့ပို့ဆောင်မိအစ်တလီမျိုးတွေဝေးလင်းသွားတဲ့အချိန်မှာတိုင်းပြီးအနှက်ပြောင်းတို့တခြားအတိုင်းပြီးရောက်သွားတယ် အီဂျီဘီရောက်သွားတဲ့ရောမအောင်မအမျိုးမျိုးဖြစ်သွားတဲ့အချိန်မှာအပြောင်းခွန်မဲစုဝေးစီမဲဒီနေ့ပြန်ကြည့်ရင်48ခုနှစ်လွတ်လပ်ရင်နောက်ပါမှာအလုံးအစ္စရေးပြည်ကိုပြန်ဖျောက်ရဲစုဝေးစီတယ်အဲ့ဒီအချိန်မှာသင်တို့အပေါ်မှာတန့်ရှင်းသောရေကိုဖြန်းသဖြင့်တန့်ရှင်းသောရေဆိုတာကျန်တာအရာဆိုရင်နှုတ်ကပတ်တော်ဒီလိုသောရေနော်ကျွန်တော်အဖက်မှာဖတ်လို့ရှိရင်ဒါကိုနှုတ်ကပတ်တော်ရေအနေနဲ့သုံးထားတယ် 一派暗暗看人，啊，暗暗的杀困难嘛。初定牢的担心了，毕竟了，心里疲倦。年纪定金啊，对，中金嘛，三十六年老了的批，啊 <noise>，对，定得来许多，啊，定牢固。开头的每每啊，适当安弄个，如果不着一年，四周年啊，批瞬间担心是没交。 ထိုအသိတော်ပို့လို့ငါမိမိအသက်ကိုစွန့်တော်မူ၏ဒီတန်ရှင်တော်ရေကကျွန်တော်ကိုဘာပေးမလဲဆိုတော့နှလုံးသားအသိအဲ့ဒီယူဖြန်းတဲ့အခါမှာခတ်တင်သောအညစ်အကြေးနဲ့ကင်းစင်ပြီးတော့ယုတ်ထုယုတ်ထုဆိုတဲ့အခါမှာကျွန်တော်ကယုတ်ဘုထုကြီးကိုထုတာရယုတ်ထုပဲမဟုတ်ဘူးကျွန်တော်နှလုံးသားထဲမှာဖျားရင်ကိုစားလူပုဂ္ဂိုလ်ဖြစ်ဖြစ်ဒါသမီးကိုဖြစ်ဖြစ် ကျွန်တော်စိတ်အတွေးခေါ်နေဖြစ်ဖြစ်ကျွန်တော်ရဲ့ဝါဒတွေဖြစ်ဖြစ်ရုပ်ထုလိုကိုးကွယ်တဲ့ဒါတွေကိုဖယ်ရှားပေးအောင်မယ်တဲ့နော်ဒါခရစ်တော်တကယ်ရလာတဲ့လူတွေကခုနလိုကျွန်တော်ကြင်မြောက်တဲ့ခုနစိတ်ဓာတ်မရှိတော့ဘူးဒါတွေအားလုံးကျွန်တော်ကခရစ်တော်ရဲ့ဦးစားပေးတယ်လူပုဂ္ဂိုလ်ကဒုတိယဖြစ်သွားတယ်ရုပ်ထုအနေနဲ့မရှိတော့ဘူးသူရဲ့ဟောပြောသူတန်နေမှုသူအပြောကောင်းမှုနော်ကျွန်တော်ရဲ့ယဉ်ကျေးမှုတွေအားလုံးဒါကျွန်တော် ခရစ်တော်ကိုစားမကိုးကွယ်တော့ဘူးခရစ်တော်ကအဓိကဖြစ်သွားတယ်ပြီးတော့မှအငွေ26ရာလောက်ခါမှာစိတ်နှလုံးတစ်ကုန်ကပေးမိလူမြင့်ဒီကခရစ်တော်လက်ရှိလေအသစ်ပြုပြင်တဲ့တော်ဝါဖြစ်တယ်စိတ်နှလုံးအသစ်သဘောတစ်ကိုပေးမယ်စိတ်နှလုံးအသစ်ကိုပေးမိသဘောတစ်ကိုလည်းတွင်းပေးမိတင်းတို့ကိုခန္ဓာတွေကကြောက်နှလုံးကိုနှုတ်ပြီးအသားနှလုံးပေးပဲခန္ဓာကိုယ်ထဲမှာကျွန်တော်ထင်ပါရှိတယ်ခိုင်မာတဲ့ကြောက်ကြတာ ဥပမာပေးတာပေါ့နော်ခိုင်မာတယ်နားမထောင်ချင်ဘူးနော်ဒီလိုမျိုးကောင်းမွန်မရငါတော့မတက်ချင်ဘူးဟိုအသိတော်နဲ့ငါလည်းမဆိုင်ဘူးငါအသိတော်ပဲအကောင်ဆုံးဒီဆရာပဲအတော်ဆုံးဂျန်နဲ့ဆရာတွေပြောတာမားတယ်ရုပ်ထုကိုးကွယ်တဲ့အထက်ကနေကျွန်တော်ခိုင်မာတဲ့နှလုံးကိုဖေပြီးတော့အသားနှလုံးအသားနှလုံးဆိုတာပြုတ်ပြန်ပြီးတော့တခင်ယူခဲ့သူနူးညံ့တိမ်မွေ့နှင်းချတော့စိတ်ပိုးရှိလာလိမ့်မယ် ွာကြွားခြင်းမရှိတော့ဘူးမာမနာမရှိတော့ဘူးထောင်လွှားခြင်းမရှိတော့ဘူးအပေါ်စီးနဲ့အုပ်စုရဲ့အာဏာထားတာမလွတ်တော့ဘူးအစီကံကျင်ခဲ့တော့တဘောထားအစ်စ်ကိုရလာလိမ့်မယ်ဒါလူတယောက်ရဲ့နှလုံးသားကိုကြည်တာနဲ့လူသည်ဖြစ်မဖြစ်ဇာတိအတိုင်းပဲထောင်လွှားနေမယ်ွာကြွားနေမယ်နောက်မာနကြီးနေမယ်စိတ်တည်ထားတော့ညကဘာတော့လည်းလုံးဝမညီတော့ဘူးခရစ်တော်တဘောတော်ဟာခရစ်တော်ကိုယ်တိုင်က ငါသည်ညဉ့်ညံ့တိမ်ဝေးတင့်ချသောစိတ်သဘောရှိသည်သင်တို့စင်ကုန်တတ်တာကြီးရမည်အဲ့လိုရှိတဲ့လူကစင်ကုန်တတ်တာလေကိုယ့်ရဲ့တရားကျင့်တာကြားတဲ့လူလည်းနှလုံးသားတတ်တာလေပူလောင်ခြင်းမရှိဘူးကြောက်ရွံ့မရှိဘူးနော်ဒါအင်မတန်ကောင်းတဲ့အရာဖြစ်တယ်ငါ့ဝိညာဉ်ကိုလည်းသင်တို့အထဲသို့တွင်ပြတဲ့ဖြစ်သင်တို့ဒီငါ၏တရားလမ်းသို့လိုက်၍နိုင်စင်တမှုချက်ကိုစောင့်ရှောက်ကြလိမ့်မည်ဝိညာဉ်တို့တွင်ပြလိုက်တဲ့အခါမှာ အဲ့ဒီဝိညာဉ်တော်ဟာတခါကျစဉ်းစားဝူးတယ်နော်ဘုရားသခင်စီရင်ချက်ကိုလိုက်လျှောက်တယ်ပညာတရားတွေကိုလိုက်လျှောက်တယ်ပညာတရားကဝိညာဉ်သဘောဆံတယ်ဝိညာဉ်လူဖြစ်တယ်ဇာတိသဘောကတော့အပြစ်တရားအပြစ်တရားဇာတိလူမှာရှိတယ်ဒါကြောင့်ကျွန်တော်တို့ကဝါကြွားခြင်းတဲ့သဘောဂုံစားတဲ့သဘောနဲ့ပညာလိုက်တာမဟုတ်ဘူးဘုရားကိုချေပြီးစေတနာစိတ်နဲ့ပညာတော်တွေလိုက်လျှောက်နေတယ်လို့ ြောတယ်ဒါကတိမောသေကလည်းအဲ့ဒီပညာတော်တွေလိုက်လျှောက်ခြင်းသည်လူတွေအတွက်အကျိုးဖြစ်တာအဲ့ဒါကဘုရားသခင်ပေးတဲ့သာဝရအေးဝင်လေးတရားဘုံကြီးသောအေးဝင်လေးတရားနဲ့ညီတယ်တိမောသေဩဝါဒစာပထမဆုံးအခန်းကြီး1အငယ်9လောက်ကနေဖတ်ရရင်နော်ဒီအောက်ဆုံးနေဖတ်ကြည့်ရင်ကျွန်တော်ဒီအောက်လေးပဲဖတ်ပြနော်သူတရားကိုတရားသဖြင့်ကျင့်တော်သူတို့၌ပညာတရားသည်အကျိုးကိုပေးတတ်သည်ဟု ငါတို့သိကြတယ်ရှ िख ိတန်ရှင်းသူတွေကခုနပြောတဲ့ပညာတရားမခိုးနဲ့မလုံနဲ့မကျင့်နဲ့ဒါတွေအလုံးအဲ့ဒါကိုတရားသဖြင့်သုံးတော်သူတို့မှာပညာတရားကအကျိုးပေးတယ်ကျွန်တော်တို့လောကရဲ့ဥပဒေလည်းကျွန်တော်ပြပြပြလို့မရဘူးဘာလို့လိုက်လျှောက်တာဟုတ်ထို့သူဆိုတော့အဲ့လိုငါပြောလိုက်တာတဲ့မင်္ဂလာရှိတော်မူသောဖရာသခင်ဤဘုံကြီးတော်မူသောဧဝံဂေလိတရားနဲ့ညီတယ်တဲ့ ဧဝံဒီယာကပြညတ်တရားသည်ဝိညာဉ်သဘောရှိတဲ့လူတွေအတွက်ဖြစ်တယ်ဝိညာဉ်သဘောရှိတဲ့ခရိယန်တွေနဲ့ဆိုင်တယ်လို့ပြောနေခြင်းဖြစ်တယ်အဲ့ဒီလိုလိုက်လျှောက်ရင်ဘုရားသခင်တရားလမ်းကိုလိုက်ပြီးတော့သူစီရင်တမှုချက်တွေကိုစောင့်ရှောက်နိုင်လိမ့်မယ်ဓမ္မမို့ရင်စိတ်ဆာမလိုဘူးစောင့်ဆရာမလိုဘူးလိုက်လျှောက်ဆရာမလိုဘူးဆိုတော့လက်လို့ဆိုပဲပြောလိမ့်မယ်သူတို့ကိုယ်တိုင်လည်းမလိုက်ရှင်တော့ကြောင့်ဝိညာဉ်သဘောရှိတဲ့လူတွေကတော့ဘုရားသခင် စီရင်တဲ့တရားလမ်းကိုလိုက်ပြီးတော့တော့စီရင်တဲ့အတိုင်းပဲကျွန်တော်ကစောင့်ရှောက်မယ်28ကတော့ဘူဘီတို့အားငါပေးသောပြည်၌သင်တို့သည်နေရ၍ငါ၏လူဖြစ်ကြလိမ့်မည်ငါသည်လေသင်ဖြစ်ပြီဖြစ်လိမ့်မည်ဘူဘီတွေပြီးတဲ့ပြည်မှာဘူဘီတွေပြီးတဲ့မြေကြီးမှာဒီကောင်းကောင်းနေရမယ်ဖျားဖျက်လူလည်းဖြစ်မယ်ဒါဒီကနေ့ဒီအတွက်ကျွန်တော်တတိယဆုတောင်းကြမယ်ကိုကိုစစ်စစ်ကြမယ်10မိနစ်လောက်စစ်စစ်ပြီးတဲ့အခါမှာဝင်းနေရှင်များပြည့်စုံလကောက်ကျွန်တော်သက်ဆိုင်နေ မင်္ဂလာယတုမြင်ရတဲ့လူတွေအတွက်၎င်းဆုတောင်းပေးကြမယ်။အဲပြီးတဲ့အခါမှာပထနာတော်ကိုအတူတကွရုံယုံကြည်ကြည်နဲ့မေတ္တာပို့တဲ့သဘောနဲ့ကျွန်တော်တို့အတူတကွဆုတောင်းကြမယ်ဖြစ်ပါတယ်။ဆုတောင်းကြပါစို့။ လည်းမေတ္တာပို့တဲ့တဘောနဲ့ဆုတောင်းကြပါစို့။ကောင်းငင်ဘုံ၌ရှိတော်မူသောကျွန်တော်ဖာကိုတော်ဤနာမတော်အားယူသည်လင်းမြခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည်ကောင်းငင်ဘုံ၌ပြည့်စုံတကယ်သို့မြေကြီးပေါ်မှာပြည့်စုံပါစေသောအတန်မွေးလောက်သောအစာကိုကျွန်တော်အားယနေ့ပေးသနာတော်မူပါသူတစ်ပါးသည်ကျွန်တော်ကိုပြမအောင်တပြင်းများကိုကျွန်တော်တို့သည်လွတ်တကယ်သို့ကျွန်တော်ဤအပြစ်များကိုလွတ်တော်မူပါ ဖြစ်သွေးဆောင်တော့မလဲမပါစီပဲမကောင်းတော့အမှုရမှာလဲကဲနုဒုမူပါ အစိုးပိုင်တော့အခွင့်နဲ့ဘုန်းတော်ကိုအာနုဘော်တော်သည်ကဘာအဆက်ဆက်ကိုတော်၌ရှိပါ၏အာမင်အစီအစဉ်အဆုံးတပ်ဖို့အတွက်စိတ်နှလုံးတင်းနဲ့ဆိုင်တဲ့ဓမ္မတရှင်လေးကိုအတူတူတည်ဆူချီးမွမ်းလက်ကြောက်နေတယောက်နှလုံးသားထဲမှာစိတ်နှလုံးတည်ရတဲ့ခြေစလို့ချီးမွမ်းလက်တည်ဆူကြပါစို့ ယ်ရှိတော်မူသောဖက်မြတ်စွာသောဘုရားသခင်ကျွန်တော်နှလုံးသားထဲမှာခိုင်မာတဲ့မိမိကိုယ်မိအကောင်းဆုံးအဖြောင့်မဆုံးအစဉ်ကျေဆုံးနဲ့မြင်တဲ့ကိုယ့်အဖြစ်ကိုမမြင်နိုင်လောက်အောင်ဖုံးလွှားနေတဲ့အတ္တများကိုကိုယ်ဖယ်ရှားပြီးပြီးတော့နှလုံးသားအတ္တနဲ့တူသောနှလုံးသားတစ်ကိုပေးသောကြောင့်ခြေစလိုချင်းမွန်းတလို့ဤကဲ့သို့နှလုံးသားအဖြစ်အတိမြတ်စွာတည်ရာကိုမြင်ပြီးတော့ ကိုလိုရှိရဲ့သားသမီးများဖြစ်တယ်ဆိုတာလူပေါင်းတို့ချီးမွမ်းရသည့်တဲ့အောင်ကျွန်တော်အသက်သာအသီးသီးကိုမင်္ဂလာဖြစ်စေဖို့ရထရဖျားသည်ကျွန်တော်တို့ကိုကောင်းကြီးပေးရဆောင်မှကြည့်ရှိပါစေတော့ကျွန်တော်အပေါ်မှာကိုရရဲ့ရှင်မျက်နှာအလင်းတော်ကိုဆွလဲကျွန်တော်တို့အားဂယုဏကျေးဇူးပြုတော်မူပါစေတော့ကျွန်တော်အသီးသီးကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေတော့ခမည်းတော်ဖျားသခင်ရဲ့မြတ်တာတော်ဒါတော်ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်နှင့်သန့်ရှင်းသောဝိညာဉ်တော်ဖျားရဲ့မေတ္တာပွင့်ခြင်းကျေးဇူးအပေါင်းတို့သည် ကျွန်တော်ကျမအသီးသီးပုံမှာယခုမှဆောက်ပြီးကာလအစဉ်မြဲတက်ရောက်ဒီရှိတည်နေပါစေတည်းအာမင်အာမင်